င်ဝဆကိုဒေါ်လာ3300အောက်ထိပြန်ကျဆင်းခဲ့ပြီးနောက်ပြည်တွင်းရွှေဈေးဟာလည်းအခုလိုတည်တည်တသာကျဆင်းလာခဲ့တာပါ။ကမ္ဘာရွှေဟာတပတ်တာအတွင်းမှာဒေါ်လာ100ကျော်အထိအကျပတ်ရှိခဲ့တာပါ။မြန်မာရွှေဈေးဟာလည်းပြီးခဲ့တဲ့တပတ်တာအတွင်းအမြင့်ဆုံးဈေးကျပ်သိ89000အထိဈေးတက်ခဲ့ပြီးအနည်းဆုံးဈေး983000အထိပြန်ကျဆင်းခဲ့ပါတယ်။ဇွန်လ30ရက်နေ့မှာကမ္ဘာရွှေဈေးကတအောင်စားကို 3296ဒေါ်လာအထိပြန်မြင့်တက်ခဲ့ပေမဲ့ညနေပိုင်းမှာတော့တအောင်စားကို3283ဒေါ်လာကိုပြန်လဲကျဆင်းလာတာတွေ့ရပါတယ်။တစ်ဖက်မှာလည်းပြည်တွင်းငွေကြေးစကွက်မှာဈေးမနေတဲ့ဒေါ်လာဈေးဟာလည်း4500ကနေ4600ကျပ်ရှိနေရကစနေတနင်္ဂနွေပတ်ရက်အပြီးဇူလ30ရက်နေ့တနင်္လာနေ့မှာဒေါ်လာကို4450ကနေ4550ကျပ်ကိုပြန်ကျလာပါတယ်ရှင်။ ပင်စင်လစာထုတ်ယူရမှာစမကပ်ပါမှပင်စင်လစာထုတ်ပေးမယ်ဆိုတဲ့ကြေညာချက်ကြောင့်ပင်စင်အငိမ့်စာအခြေခံလူတန်းစားတွေနဲ့တက်ကြီးပင်စင်စားတွေအနေနဲ့အခက်ကြုံနေရပါတယ်ဝေဝေသတင်းပေးပို့ထားပါတယ်ရှင်မြန်မာနိုင်ငံကအငိမ့်စားဝန်ထမ်းတွေကိုထောက်ပံ့ပေးနေတဲ့ပင်စင်လာစာကိုလာရောက်ထုတ်ယူရမှာတော့ UID ကတ် Unit Identification Number ကတ်အများအခေါ်စမတ်ကတ်မပါရင်ပင်စင်လာစာထုတ်မပေးတော့ကြောင်းကို သက်ဆိုင်ရာဘဏ်တွေမှာကြီးညာစာကပ်ပြီးအတည်ပြုနေတာပါ UID Gas မှတ်ကတ်လို့ရမှာလဲအခက်ခဲတွေများပြားရှိနေတဲ့အတွက်ကြောင့်အငိမ့်ဆောင်ဝန်ထမ်းတွေအနေနဲ့အခက်ခဲတွေကြုံနေကြရတာဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကရန်ကုန်မှာစမတ်ကတ်မပါဘဲပင်စင်လာစာတော်ထုတ်တဲ့အခါနောက်တစ်ခေါက်ကစပြီးထုတ်ပေးတော့မှာမဟုတ်ကြောင်းကိုသက်ဆိုင်ရာဝန်ထမ်းကပြောပြလာတဲ့အကြောင်းပင်စင်လာစာတော်ရောက်ထုတ်ယူခဲ့တဲ့အငိမ့်ဆောင်ဝန်ထမ်းတယောက်ကပြောပြပါဗျာဒီရက်ကဟုတ်တယ်မားတဲ့စမတ်ကတ်ပြီးရမားတဲ့ မကတောင်းနေတယ်အဲ့တော့ရကတာရဲ့ဒီတယောက်ရှိကိုသူတို့မပြောနိုင်ဘူးတကယ်လို့ဥပမာပေါ့နော်စကြီးပိုင်းကြီးစကြီးပိုင်းဆိုတော့မတော်လာမလာနိုင်တဲ့အချိန်အရာတွေလေးကြီးဘူးကြတော့မညာကူရင်မညာကူပြင်ရပေါ့ကောင်ချက်တည်းပြင်ရပြီးတော့မညာကူရင်စစ်စစ်ပြီးမှသူတို့ကပြင်မှာဟဲ့တဲလေးမျိုးကြတော့အတမကမပါဘူးရှင်ဒါကဒီကောင်မပိုင်းလည်းပေါ့ပြရမှာဘက်ကကိုထိုင်နေမှာတွေ့ပြီးရနေပြီးတော့ပေါ့အဲ့ဒီစမကကဘာလေးနဲ့လက်ပြေးနေတယ် မပေးဘူးပေါ့သူတို့ရဲ့ညီလေးတဲ့အတိုင်းလို့လို့စေဟိုစမကမရသည်မိစေမရမယ်နေမှာပေါ့ကျင်ညာချက်ကိုတော့ဇွန်လ23ရက်နေ့မှာစတင်ကျင်ညာခဲ့တာဖြစ်ပြီးတက်ဆိုင်ရာပင်စင်ထုတ်တဲ့ဗန်တွေမှာတောင်စာကတ်အကြောင်းကြားထားတာဖြစ်လို့ခရီးဝေးကနေလာရောက်သူတွေနဲ့တက်ကြီးရွယ်တွေကကျင်ညာချက်ကိုမသိပဲမပုံတင်တစ်ခုတည်းနဲ့လာရောက်ထုတ်ယူရတဲ့အခါမှာပြန်လွတ်ခံရတာမျိုးတွေလည်းရှိနေတယ်လို့သိရပါဗျ။လက်ရှိမှာ UND ကစမတ်ကတ်လို့ရမှာလက်ပေးလက်ယူကိစ္စတွေရှိသလိုလာနေချီကစောင့်ဆိုင်ရမှုတွေနဲ့တခြားအခက်အခဲတွေအများကြီးကြုံခဲ့ရတဲ့အကြောင်းကိုစမတ်ကတ်သွားလုပ်ခဲ့တဲ့လူကြီးတယောက်ကပြောပြပါဗျ။တစ်ခေါက်သွားလဲအဆင်မပြေဘူးနှစ်ခေါက်သွားလဲအဆင်မပြေဘူးဆက်ဆောက်ကွန်ပျူတာတွေကိုဒူဒူထည့်တဲ့ချိန်မှာအမေနာမည်လွှဲတယ်တလုံးပေါ့တလုံးလွှဲတယ်ဆိုပြီးတော့နေပြီးတော့တရားမယ်နောက်တစ်ပတ်မှပြန်လာပေါ့နောက်တစ်ပတ်သွားပြန်တော့လဲမတရားသေးဘူး ဟိုပြန်မလုပ်ပေးသေးဘူးအဲ့လိုမျိုးခပြလာပြောင်းသုံးဘက်လောက်ဇက်တိုက်သွားတော့တင်ပေးမယ်ဆိုပြီးတော့နည်းနည်းပါးပါးပေးလိုက်ရပါတော့အဲ့လိုမျိုးအသေးစားလေးလုပ်ပေးပါဆိုတော့တနာခံပြီးတော့မနေဘူးပြောရတယ်ငါးတောင်လောက်သွားရတယ်ငါးတောင်လောက်ငါးတောင်လောက်ကိုသွားတယ်မိုးရီယာရောမိုးရီယာမှာသွားလိုက်တာမှစိုက်ကဲကဲဒီကလည်းကုန်တာလည်းပြောမနေစမကမရှိလို့ပြင်ဆင်လာစာထုတ်မရတဲ့အခက်ခဲကိုရန်ကုန်ပြည်နေရာတိုင်းမှာကြုံနေရတာလည်းဖြစ်ပါတယ်။အေရီတိုင်းကျုံပြောမြို့မှာရှိတဲ့ မြမစီပွားရေးဘဏ်ကပင်စင်လာစာတွေကိုစမကတ်မပါလို့မထုတ်ပေးခဲ့တဲ့အတွက်အခက်ခဲတွေကြုံနေရကြောင်းလည်းသိရပါဗျ။ကျမဝေပါလေကူးမျိုးနယ်မြို့မရှစ်မင်းဆောင်တရက်ကွက်မှာအသက်62နှစ်အရွယ်အမျိုးသမီးကြီးတဦးကိုရက်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုခေါ်ပြီးရိုက်နှက်ခဲ့တဲ့ရာအိမ်မှုနဲ့မိသားစုဝင်၃ယောက်ကိုပုံမှန်လေကူးနဲ့အမှုဖွင့်ထားတယ်လို့မြို့ကန်တွေကပြောပါတယ် ဇွန်လ24ရက်နေ့ကမြို့မရက်ကွက်ရှစ်မြင်းဆောင်တက်မှနေတဲ့အသက်62နှစ်အရွယ်အမျိုးသမီးကိုရာအိမ်မှုနဲ့အဖွဲ့ဟာစစ်မှုတန်းကိစ္စအတွက်တွားရောက်စကားပြောခဲ့ပြီးနောက်အခြေတင်စကားများခဲ့ရာကနေညနေပိုင်းမှာရုံးကိုခေါ်ပြီးရိုက်နှက်ခဲ့တဲ့အတွက်စစ်ဆေးခဲ့တာလို့မြို့ကန်တယောက်က DBB ကိုပြောပါတယ်အဲ့ဒီပြဿနာကလိုင်းမော်မှာပြန်သွားပြီးတဲ့နောက်ယာယီမူမီတာစုကအဆိုပါမျိုးသမီးကိုပြဿနာထပ်ချရာကနေရက်ွက်လူတွေကမခံနိုင်တဲ့အဆုံး ရာအိမ်မှုမိသားစုကိုဝိုင်းတိုင်တာကြောင့်အဲ့ဒီအချိန်ကြာမှစုံခုံစစ်ပြီးအမှုဖွင့်တာလို့ဆိုပါတယ်။လက်တလုံးမှာရာအိမ်မှုနဲ့မိသားစုဝင်၃ယောက်ကိုလက်ကူမြို့မရဲစခန်းကပုံမှန်၃ခုနဲ့အမှုဖွင့်ထားပြီးရာအိမ်မှုတာဝန်ကနေလည်းရပ်နာထားတယ်လို့ရက်ွက်ရုံနဲ့နေဆက်သူကတစင်သိရပါတယ်ရှင်။ မြန်မာနိုင်ငံတဝန်အကျဉ်းထောင်တွေထဲမှာမန္တလေးဥပိုလ်ထောင်ကနိုင်ငံအကျဉ်းသားတည်ဆုံမှုအများဆုံးဖြစ်နေတဲ့ထောင်ဖြစ်ပြီးဒီနှစ်6လတာအတွင်းနိုင်ငံတည်ဆုံသူ56ယောက်ထိရှိလာနေပါပြီ။ဘာကြောင့်ဒီလိုဖြစ်နေရတာပါလဲ။ဥပိုလ်ထောင်ကအကျဉ်းသားတွေစက်မှန်ရေးဆောက်ရှောက်မှုအပြေအဝါရနေပါရဲ့လား။သူတို့ဘလို့ကြုံတွေ့နေရပါသလဲ။ကေခိုင်ကပြောပြပေးမှာပါရှင်။ မန္တလေးဥပုထောင်တွင်းမှာစေဝါဆောက်ရှောက်မှုလုံလောက်စွာမရရှိတာပြင်ပစည်းရုံးတွေကိုစေကူတာခွင့်မရရှိတာတွေကြောင့်အခုနှစ်6လတာအတွင်းမှာနိုင်ငံရေးအကျဉ်းသား96ရောက်အထိတည်ဆုံခဲ့ရတယ်လို့မြမအကျဉ်းထောင်သက်တဲ့ MPW ကဇွန်လ28ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်အဘိုထောင်မှာတာဝန်ရှိတဲ့ထောင်အာဏာပိုင်တွေနဲ့ထောင်တွင်းဆရာဝန်တွေရဲ့ပေါ်ရုံမှုတွေထောင်တွင်းစေဝါစောင့်ရှောက်မှုညံ့ပြင်းတာ ဆရာမတို့အချိန်မီရောက်ရှိမှုမရှိတာထောင်ပြင်ပဆောင်တွေကိုအချိန်နဲ့တပြင်းချင်းပို့ဆောင်မှုမရှိတာပြင်ပမိသားစုဝင်တွေပေးပို့တဲ့အစေအဝါတွေကိုကန့်သက်ပိတ်ပင်တာစီမံခန့်ခွဲမှုညံ့ပြင်းတာတွေကြောင့်အခုလိုနိုင်ကျင်းတွေတည်ဆုံခရတာပါလို့ဆိုပါတယ်ဒါကြောင့်ဥပိုလ်ထောင်မှာနိုင်ငံရေးအကျဉ်းသားတွေဟာမတည်တည်မဲ့တည်ဆုံနေရတာဖြစ်ပြီးနိုင်ကျင်းအများဆုံးတည်ဆုံမှုဖြစ်နေတဲ့ထောက်ဖြစ်နေတာလို့မြမအကျဉ်းထောင်တက်တဲ့ MPW ရဲ့ဒုတိယပြန်ကြားရေးတာဝန်ခံမဆူးငင်ကပြောပါတယ် ီအကျဉ်းထောင်တွေထဲမှာကမတရားဖန်ဆီးထိန်းသိမ်းခံထားရတဲ့အကျဉ်းသားတူဦးရှင်တီတိုင်းကအသက်ရှင်တဲ့ပိုင်ခွင့်ကိုတေချာပေါက်ရရှိရမှာဖြစ်တယ်။အသက်ရှင်တဲ့ပိုင်ခွင့်ရရှိဖို့အတွက်ဆိုရင်ဒီအကျဉ်းထောင်တွေထဲမှာကျမတို့ကျဉ်းသားတွေကအရေးပေါ်ဖျားနာရင်တောက်ဖို့စေဝါကူတာဖို့စေဝါအစုံနဲ့ရရှိရမယ်အခြေအနေတစ်ခုမှာပေါ့နော်။အကျဉ်းသားတွေကိုစေဝါလုံလောက်စွာမရရှိလို့မကူတာပေးနိုင်ကြလို့ ဒီဆရာဝန်အင်အားနဲ့တာတွေကိုအကြောင်းပြပြီးတော့ပြင်ပဆေးရုံကိုထုတ်ဖို့ကိုဒီတန့်ကြာတာမျိုးတွေပေါ့နော်ဒါမျိုးတွေကတစ်ဖက်လေးကနေပြီးတော့ဒီနိုင်ငံရေးအကျဉ်းသားတွေကိုတေဆုံးအောင်ယောဂါတွေမဖြစ်ဖြစ်အောင်တက်ဖြတ်ရတဲ့ကိစ္စတခုလို့တော့မြင်ပါတယ်ကျမတို့ဖွယ်အစည်းအဝေးနေ ဇိုလာ28ရက်နေ့ကလေဥပိုထောင်တွင်အကျဉ်းချနေတဲ့အသက်69နှစ်အရွယ်မန္တလေးတိုင်းလွတ်တော်ဥက္ကဋ္ဌနိုင်ငံရေးအကျဉ်းသားဦးအောင်ကျော်ဦးဟာရုတ်တရက်နှလုံးအမောဖောက်ပြီးတော့တေဆုံခရရတဲ့ဖြစ်စဉ်တွေလေးရှိနေပါတယ်။အလားတူပဲမေလ9ရက်နေ့ကလေနိုင်ငံရေးအကျဉ်းသူ CDM ကျောင်းဆရာမဒေါ်မြင့်မြင့်တန်းဟာ TV ရောဂါခံစားနေရလို့ပြင်ပဆေးရုံမှာဆေးဝါးကုသခွင့်တောင်းခံခဲ့ပေမဲ့အချိန်မီဆေးဝါးကုသခွင့်မပေးတာကြောင့်တေဆုံတော့ခဲ့ရပါတယ်။အခုလိုနိုင်ငံရေးအကျဉ်းသားတွေတေဆုံ ှုနဲ့ပတ်သက်ပြီးဆေးရုံအုပ်ဥမိုးဟိန်ဒေါက်တာတက်ထွန်းဦးဒေါက်တာနေလင်းအောင်နဲ့ထောင်အာရာဘိုက်တွေဖြစ်တဲ့တိန်းစော်မောင်နဲ့ဆန်းလွင်တို့ကနိုင်ကျင်းတွေရဲ့တည်ဆုံမှုဖြစ်စဉ်တစ်ခုချင်းစီမှာအဓိကတာဝန်ယူရမယ့်သူတွေဖြစ်တယ်လို့ထုတ်ပြန်ချက်ထဲမှာရှင်းသားထားပါတယ်အိုဘထောင်ကအာနာပိုင်တွေဟာနိုင်ငံရဲ့အကျဉ်းသားတွေကိုစေဝေါ်ဆောက်ရှောက်ခွင့်လုံလုံလောက်လောက်မပေးတာစေဝေါ်ပို့ဖို့ကန့်သက်ချက်တွေပြင်းပြင်းထန်ထန်ချထားတာဟာအခုမှမဟုတ်ပါဘူး တကြောပြန်စစ်တဲ့အာနာသိမ့်ပြီးကြတဲ့အာနာပိုင်တွေဟာအကျဉ်းသားတွေအပေါ်ကျဲမရဲ့စောက်ချောင်ခွင့်အဖြစ်သဘောပဲပေးနေတာပါလို့နိုင်ငံရေးအကျဉ်းသားဟောင်းတွေကပြောပါတယ်မဝနမေလွေးကတော့2021ခုနှစ်စစ်တပ်အာဏာသိမ်းမှုကိုဆန့်ကျင်ဆဲတာပြခဲ့တဲ့အတွက်စစ်တပ်ကဖမ်းဆီးခံခဲ့ရပြီး ဥပိုထောင်မှာ၃နှစ်လောက်အကျဉ်းချခံခဲ့ရသူပါအသက်20ဝန်းကျင်ပဲရှိသေးတဲ့သူဟာအာနာပါတွေရဲ့နှိပ်စက်တာအပောင်းဝင်ထောင်တွင်ကျဲမာရေးဆောင်ရှောက်မှုမလုံလောက်တဲ့အတွက် အာယုံကျော်ယောဂကိုအပြင်းထန်ရရှိခဲ့သူတယောက်လည်းဖြစ်ပါတယ်ဥပိုထောင်ထဲမှာအကျဉ်းသားတွေကိုပေးတဲ့ကျဲမာရေးဆောင်ရှောက်မှုနဲ့ပတ်သက်ပြီးမောင်ဝော်ကတော့သူ့အတွေ့အကြုံကိုပြောပြပါတယ် ဒီဘာဆောင်ရှာမှုမရတဲ့အပြင်ကိုလူတက်နေတယ်လို့ပဲပေါ့နော်အာဘာလို့လဲဆိုတော့ဒီနှလုံး heart rate မြန်နေ220အထိမြန်သွားတဲ့အမတယောက်ရှိအတူဆိုရင်ဒါပေးလဲဆိုတော့ဒိုက်ဂလိုလာပေးတယ်ပေါ့နော်ဒိုက်ဂလိုဆိုတာလေးဘက်နာစီအကိုက်ခဲပြောက်စီအနေနဲ့ပဲလူတိုင်းသိထားကြတာဒါပေမဲ့နှလုံး half rate မြန်တဲ့လူယူအဲ့ဒါကိုနှလုံးဆင်တောင်ခိုင်းနေပေါ့နော်အဲ့လိုမျိုးရှိရပြီးတော့အိုးပိုထောင်ထဲမှာကျတော့သူကဘာပဲဖြစ်နေဖြစ်နေပါရာစီတမောနဲ့ဒိုက်ဂလိုကလွယ်လို့ဘာစီမှမရဘူးပေါ့နော် ဒါအပြင်မက်လာ28ရက်နေ့ကလုတ်ခတ်တော့တဲ့အင်အားပြင်းစကိုင်းကလေးကြောင့်အကျဉ်းထောက်တွေပြက်စီးဆုံးရှုံးမှုများစွာရှိခဲ့ပြီးအဲ့ဒီတဲကမန္တလေးမြို့ကဦးဖို့အကျဉ်းထောက်ဟာထိခိုက်ဒေဆုံးမှုအများဆုံးဖြစ်ခဲ့ပါတယ်။ဦးဖို့ထောက်ထဲမှာကျက်ရှိနေတဲ့အကျဉ်းသားတွေကိုအကူအညီပေးနေတဲ့မဝော်ကတော့စကိုင်းကလေးကြီးကြောင့်အကျဉ်းသားယာနဲ့ချီထိခိုက်ဒဏ်ရာရရှိမှုတွေရှိနေပေမဲ့ ဆေးဝါးဆောက်ရှောက်မှုမပေးလို့မတည်တဲ့မဲ့တည်ဆုံရသူတွေလည်းရှိနေတယ်လို့မလိုလားအပဲကိုလက်အင်ကဖြတ်တောက်ရမှုတွေလည်းရှိနေတယ်လို့ပြောပါတယ်ဒီကကုတာမှုအလုံးလာမပေးနိုင်ဘူးမပေးနိုင်တဲ့တင်အပြင်စေးရုံဖက်ခွင့်တောင်းတဲ့အချိန်မှာလဲမန်လေးစေးရုံကြီးမှာအမီဒီယာတွေရှိတယ်အာဒီရက်ဖက်ဖွဲ့စည်းတွေရှိတယ်ဆိုတဲ့အကြောင်းပြချက်ထောင်ရင်းငါတို့တွေကိုစေဝါကုတာခွင့်အပြင်ဘက်ကိုထွက်ခွင့်မပေးဘူးပေါ့နော်မပေးတဲ့အတွက်ဒီ အပတ်ကြီးတယ်လေကလေးဆုံရှုံရတယ်မိခင်တပါဆုံရှုံတယ်အငလင်းကြောက်လတ်ပြီးတော့တစ်ထက်ပိုက်ထက်ကလေးရဲ့တည်သွားတယ်အနောက်ပိုင်းမရတဲ့အဆုံးမအေးတိမ်ထုတ်လိုက်ရတယ်မအေးပါတည်သွားတယ်ပေါ့နော်အဲ့ဒါတွေကတည်အပြင်ဆေးရုံနာတို့အချိန်ကြီးပေးထွက်ခဲ့ရင်ဒီလိုမျိုးတွေဖြစ်မှာမဟုတ်ဘူးပေါ့နော် တော်လရင်ကလာကြလာတာနဲ့အတူထောင်တွင်ဆေးဝါးစောင့်ရှောက်မှုမလုံလောက်လို့တည်ဆုံမှုတွေကတစတစများလာတာကြောင့်လူထုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင်အကျဉ်းထောက်တွင်မှရှိနေတဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးကိုပြန်လို့ပေးဖို့တောင်းဆိုမှုတွေလည်းရှိနေပါသေးတယ်။အခုလိုထောင်တွင်နိုင်ငံရေးအကျဉ်းသားတွေညှဉ်းပန်းနှိပ်စက်ခံရပြီးတည်ဆုံတဲ့ဖြစ်ရပ်တွေနဲ့အတူလုံလောက်တဲ့စေကူတာခွင့်မရလို့တည်ဆုံရတဲ့အခြေအနေတွေဟာဆေးအာဏာသိမ်းကာလတလျှောက်ရက်မတော်ပဲဆက်ဖြစ်နေသေးပါ။ 2025ခုနှစ်ဇန်နဝါရီလ1ရက်နေ့ကနေဇွန်လ28ရက်နေ့အထိနိုင်ငံတော်မှာစစ်တပ်ကဖမ်းဆီးပြီးနောက်တေဆုံးသူအမျိုးသမီး16ယောက်နဲ့အမျိုးသား18ယောက်စုစုပေါင်း105ယောက်တေဆုံးခဲ့ပြီးအဲ့ဒီထဲမှာအသက်18နှစ်ယောက်ကလေးငယ်9ယောက်ပါဝင်တယ်လို့နိုင်ငံရဲ့အကြံသားများကူညီစောင့်ရှောက်ရဲ့အသင်း AAPP ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ကျွန်မကခေခိုင်ပါ။ ယခုကြွာကိုစကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ခါနောက်ဆုံးရမြမသတင်းကပ္သတင်းတွေကို အချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်ယခုကြွာကိုစကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ခါနောက်ဆုံးရမြမသတင်းကပ္သတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင် ဥရောပတိုက်နှံ့ပြားမှာအပူလိုင်းဖြတ်တမ်းမှုဆက်လက်ဖြစ်ပွားနေပြီးလွန်ခဲ့တဲ့အပူချိန်ကြောင့်နိုင်ငံတီးတီးကကျန်းမာရေးဆိုင်ရာသတိပေးချက်တွေကို ထုတ်ပြန်ထားရပါတယ်။ပေါ်တူဂီ၊အီတလီနဲ့ခရိုအေးရှားစတဲ့ဥရောပနိုင်ငံတွေမှာအပူလိုင်းအန္တရာယ်အတွက်အနေအောင်အဆင့်သတိပေးချက်တချို့ထုတ်ပြန်ထားပါတယ်။စပိန်ပြည်သစ်အော်စတရီးယားဘယ်ဂျီယမ်ဘော့စနီးယားဟန်ဂေရီဆာဗီးယားဆလိုဗေးနီးယားနဲ့ဆွစ်ဇာလန်နိုင်ငံတို့မှလည်းလိန်ပေါ်ရအဆင့်သတိပေးချက်ထုတ်ပြန်ထားပါတယ် စပိန်နိုင်ငံတောင်ပိုင်းဒေသမှာအဆိုးရွားဆုံးဖြစ်ခဲ့ပြီးဆာပီမြို့နယ်အနီးတဝိုက်မှာဆိုရင်55ဒီဂရီစင်တီဂရိတ်ဝန်းကျင်အထိအပူချိန်မြင့်တက်နေပါတယ်။စပိန်မိုးလေဝသဌာနရဲ့ထုတ်ပြန်ချက်အရ El Granado မြို့မှာဆိုရင်အပူချိန်56ဒီဂရီစင်တီဂရိတ်အထိစံချိန်တင်မြင့်တက်ခဲ့ကြောင်းသိရပါတယ်။ဒါ့အပြင်အခုနှစ်ဇွန်လဟာသမိုင်းတလျှောက်စံချိန်တင်အပူဆုံးလဖြစ်နိုင်တယ်လို့လည်းဆိုပါတယ်။ ဲ့ဒီနောက်ဘာစီလိုနာမြို့မှာအလွန်ပူပြင်းနေချိန်အလုပ်လုပ်ကခဲ့တဲ့လမ်းသန့်ရှိရဲ့အမျိုးသမီးတဦးဟာစနေနေ့အတွင်းသေဆုံးခဲ့ရပြီးနောက်ဒေသဆိုင်ရာအာဏာပိုင်တွေကအကြောင်းရင်းကိုစုံစမ်းစစ်ဆေးနေကြပါတယ်လာမယ့်ရက်အနေနဲ့အတွင်းပြင်သစ်ဂျာမနီအီတလီနဲ့ဗြိတိန်နိုင်ငံတွေမှာပါအပူချိန်ဆက်တက်နိုင်တဲ့ဆိုပြီးခမန်ထားပါရရှင်။ဆော်ရီလိကကဘာထိတ်တန်လိ၅ခုစီးရင်မှာပါဝင်ကြောင်းတိုက်စစ်မှုစီရိုနယ်ဒိုက ပြောသွားပါရတယ်။ အနာစာသင်းနဲ့စာချုပ်သက်တမ်းတို့ပြီးမှ Sorry League ရဲ့အဆင့်တန်းပေါ်ရော်နယ်ဒိုကမှတ်ချက်ပေးသွားတာပါ Sorry Pro League ကတိုးတက်နေဆဲလိဖြစ်ပြီးကမ္ဘာထိပ်တန်းလိ၅ခုစင်းဝင်ပြီးသားလိဖြစ်ကြောင်းရှေ့ဆက်ပြီးတိုးတက်မှုတွေရှိလာအောင်မှဖြစ်ပြီးပြဆိုင်မှုပြင်ထန်တဲ့လိလည်းဖြစ်ကြောင်းရော်နယ်ဒိုကပြောပါတယ် Sorry League ကကမ္ဘာထိပ်တန်းငါးလိစီးဝင်နေဆိုတာ League မှာကစားနေတဲ့ကစားသမားတိုင်းကတရားရဂိုင်းနှုံးယုံကြည်ကြောင်း ဘောလုံးကြောက်ပါမှမသိတဲ့လူတွေကပဲ sorry လိကထိတ်တန်ငါလိစီအမှာပါဝင်နေဆိုတာကိုလက်ခံမှာမဟုတ်ကြောင်းစီရိုနယ်ဒိုကပြောသွားပါတယ် sorry လိမှာဆက်ကစားဖို့ဆုံးဖြတ်ခဲ့တာကဒေသခံတွေဘက်ကအလွန်နှွေးထွေးမှုရှိတဲ့အချက်ပါဝင်တယ်လို့မိသားစုဝင်တွေရဲ့အားပေးထောက်ခံမှုကလည်းအဓိကအချက်တစ်ခုဖြစ်ကြောင်းရိုနယ်ဒိုကပြောသွားပါတယ်ရှင် ဒီပပရုပ်မြင့်တန်ကြားရဲ့မနက်ရှင်တိုင်းသတင်းတွေကိုရှုစားခဲ့ရတာပါမနက်စဲတိုင်းမှာလည်းထပ်ပြရရှိတဲ့သတင်းတွေကိုဖြည့်ဆက်တင်ဆက်ပေးအောင်ပါကျွန်မကတော့ချူဆမ်းမဂျေဆုတမရရှင် သတ်ကြားပရိသတ်များမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့အပတ်စဉ်ပုံမှန်ထုတ်လင်းတင်ဆက်ပေးနေကြဖြစ်တဲ့ဤသူအစားပစံအငှားပေးစာများဖတ်ကြားခြင်းတော်တူ TVB အစီအစဉ်စတင်ပါပြီခင်ဗျာဒီတစ်ပတ်မှာလည်းကျွန်တော်နဲ့တူတူဖတ်ကြားပေးမယ့်သူကတော့မတ်တီလီပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့မင်္ဂလာပါမတ်တီလီဟုတ်ကဲ့မင်္ဂလာပါကိုအောင်ကျော်ရေကျမတို့ရဲ့ပတ်စဉ်တင်ဆက်ပေးနေတဲ့တော်တူ TVB အစီအစဉ်ပြန်လည်ထုတ်လွှင့်မှုအချိန်ရောက်လာပါပြီရှင် ခုတစ်ပတ်မှာတော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့ဇွန်လ16ရက်နေ့ကြာတာ briefing မှာကြာရောက်ခဲ့တဲ့လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်အတွက်ဝင်းနေဆူတောင်းဝင်းနေကြပြားရီဝင်းနေပေးတာတွေကိုအများကြလက်ခံရရှိထားတာရှိပါတယ်။ဒါကြောင့်ဝင်းနေဆူတောင်းပေးစာတွေကြပြားရီကိုအရင်ဆုံးဖက်ပြပေးခြင်းပါတယ်ခင်ဗျာ။ပြီးပို့လာတဲ့ပေးစာတွေထဲကမှပထမဦးဆုံးဖက်ပြပေးမဲ့ပေးစာကတော့စကိုင်းတိုင်းလူလူတပိတ်ကပြီးပို့လာတဲ့ပေးစာနဲ့အရင်ဆုံးစတင်ခြင်းပါတယ်ခင်ဗျာ။ စကိုင်းတိုင်းကတာမျိုးနယ်လူလူတပိတ်ကပါဇွန်လ19ရက်နေ့မှာကြာရောက်တဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့80ပြည့်မွေးနေ့ကိုကျမတို့တပိတ်စစ်ကြောင်းကကျင်းပခဲ့ပါတယ်။တပုံတွေလည်းပြေးပို့လိုက်ပါတယ်။ကျမတို့ကတာတပိတ်ဟာစစ်အာဏာရှင်ဆန့်ကျင်ရေးလူလူဆန္ဒနေစဉ်ပြနေကြပါတယ်။ဇွန်လ19ရက်နေ့ကတော့မေတ္တာရှင်မကြီးအမေဒေါ်အောင်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့ဆန္ဒပြခဲ့ကြတာပါ။ကျေးဇူးရှင်မေမေကျမ်းပါပါသည်။ အသက်အရာကျော်ရှိပါသေးမည်လူထုခေါင်းဆောင်ကြီးအမေစုနဲ့နိုင်ချင်းအားလုံးအမြန်ဆုံးလွတ်မြောက်ကြပါစေလို့လည်းဆုတောင်းခဲ့ကြပါတယ်ကျေးဇူးပါခုလိုဗီဒီယိုဖိုင်တွေတကွာပေးပို့လာတဲ့အတွက်ကိုလည်းကျေးဇူးတင်ရှိပါတယ်ခင်ဗျာမေစုကိုရပါတာရှိပါစေမေ ဆက်ထဲမှာပဲကျွန်တော်တို့ဒီမြိုင်မြို့နယ်မြောက်ပိုင်းတနေရာမှာဒါအမွေစုမွေးနေ့ထိမ့်မှတ်ပေါ့လေဒါမွေးနေ့စုတောင်းစကားနဲ့ဆက်အာနာရှင်တော်လှန်တပိတ်ပြုလုပ်ခဲ့တဲ့ဗီဒီယိုတွေပြပို့လာတာကိုလည်းရှိပါတယ်ခင်ဗျာအဲ့ဒါကိုလည်းကျွန်တော်